အားလုံးပဲမင်္ဂလာပါရှင်စက်တင်ဘာလ25ရက်နေ့မနက်ပိုင်းအတွက်ပေးပို့ထားတဲ့မိုးလေဝသအခြေအနေခန့်မှန်းချက်တွေကိုတင်ဆက်ပေးပါရမယ်။ကျမလူမှုအောင်ပါရှင်။ဂျိုရိုတိမ်မုံအရာဆိုရင်တော့ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာကမုတ်တုံလေးအားအသင့်တင်ရှိနေပြီးတော့ကြံဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာဆိုတော့တိမ်အသင့်တင်ဖြစ်ထွက်နေပါရဲ့ရှင်။မြန်မာနိုင်ငံပေါ်မှာဆိုရင်တော့တပြည်လုံးမှာဆိုရင်တိမ်အသင့်အင့်ဖြစ်ထွက်နေတာကိုတွေ့ရပါရဲ့ရှင်။ ။လေတိုင်နှုန်းအခြေအနေခန့်မှန်းချက်အနေနဲ့ကတော့ခိုင်ကဲရန်ရှောက်မှာတနအီကို10မိုင်ကနေ12မိုင်နှုန်း၊ကြံကဲရန်နေမှာဆိုတော့တနအီကို15မိုင်ကနေပြီးတော့18မိုင်နှုန်းလေတိုက်ခတ်နိုင်ပါတယ်ရှင်။အခုဆက်လက်ပြီးတော့မြို့ကြီးများအတွက်မိုးလေဝသအခြေအနေခန့်မှန်းချက်တွေကိုတင်ဆက်ပေးပါောင်းမယ်။စစ်တွေ၊မကွေ၊ပသိမ်၊ပဲခူး၊မော်လမြိုင်ဖအန်တဝဲစတဲ့ဒီမြို့ကြီးတွေအားလုံးမှာဆိုရင်တော့နေရာကျကျမိုးရွာသွန်းနိုင်တယ်လို့ခန့်မှန်းထားပြီးတော့ရန်ကုန်မှာဆိုရင်နေရာကွက်ကြားမိုးထချုံရွာသွန်းနိုင်တယ်လို့ခန့်မှန်းရရှိထားပါရယ်ရှင် ဆက်လက်ပြီးတော့ကြံမြို့ရည်ဖြစ်တဲ့ဟာခာမုံရွာမြကြီးနာလာရှိုတောင်ကြီးဟဲဟိုးနဲ့လွိုက်ကောစတဲ့ဒီမြို့ကြီးတွေအားလုံးမှာဆိုရင်လည်းနေရာကြဲကြဲမိုးရွာသွန်းနိုင်တယ်လို့ခန့်မှန်းထားပါရယ်။မန္တလေးမှာဆိုရင်တော့နေရာကွက်ကြားမိုးထချုံရွာသွန်းနိုင်တယ်လို့ခန့်မှန်းရရှိထားပါရယ်ရှင်။ဆက်လက်ပြီးတော့မိုးရေချိန်ပမာဏတွေအနေနဲ့ကတော့ရှမ်းပြည်နယ်မြောက်ပိုင်း ဒေတာတချို့ကလွဲပြီးတော့ကြံတပြီလုံးနှိပါမှာဆိုရင်တော့20မီလီမီတာကနေပြီးတော့အမြင့်ဆုံး80မီလီမီတာဝန်းကျင်လောက်ရှိနိုင်ပါတယ်။ချင်းပြည်နယ်မှာဆိုရင်တော့100မီလီမီတာဝန်းကျင်လောက်ထိရှိနိုင်တယ်လို့ခန့်မှန်းထားပါတယ်ရှင်။အပူချိန်နေအနေနဲ့ကတော့ချင်းပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းတို့မှာဆိုရင်တော့23ကနေပြီးတော့28ဒီဂရီစင်တီဂရိတ်လောက်ရှိနိုင်ပါတယ်။ကြံဒေတာတွေမှာဆိုရင်တော့29ကနေပြီးတော့34ဒီဂရီစင်တီဂရိတ်လောက်ရှိနိုင်ပါတယ်။မြမပင်လေပင်အခြေအနေခန့်မှန်းချက်အနေနဲ့ကတော့မြမကံရန်ရှောင်းနဲ့ကမ်းလွန်ပင်လေပင်မှာဆိုတော့လိုင်းအသင့်အတင်ရှိပါမယ်။လိုင်းအမြင့်ပေးကတော့ နှစ်ပေကနေပြီးတော့၅ပေလောက်မြင့်တက်နိုင်ပါတယ်။မန်းလေးမြို့နယ်အနီးတစ်ဝိုက်အတွက်ငားရစာခတ်မှန်းချက်အနေနဲ့ကတော့လာမယ့်ရှေ့၄ရက်မှာဆိုရင်နေရာကွက်ကြားမိုးထချုံရွာတော်နိုင်တယ်လို့ခန့်မှန်းထားပြီးတော့၃၀ရက်နေမှာဆိုရင်တော့နေရာကျကျမိုးရွာတော်နိုင်ပါတယ်။ရန်ကုန်မြို့နယ်အနီးတစ်ဝိုက်အတွက်ငားရစာခတ်မှန်းချက်အနေနဲ့ကတော့ရှေ့၄ရက်မှာဆိုရင်နေရာကွက်ကြားမိုးထချုံရွာတော်နိုင်ပြီးတော့၃၀ရက်နေမှာဆိုရင်တော့နေရာကျကျမိုးရွာတော်နိုင်ပါတယ်ရှင်။ နေပြောနဲ့နီးတွိုက်တွဲငားရစာခတ်မှန်းချက်တွေအနေနဲ့ကတော့28ရက်နေမှာဆိုတော့မိုးအနှင်းငယ်ရောနေနိုင်ပြီးတော့ကျန်းတဲ့၄ရက်မှာဆိုရင်တော့နေရာကြဲကြဲမိုးရွာသွန်းနိုင်တယ်လို့ခန့်မှန်းရရှိထားပါရဲ့ရှင်။အခုဆက်လက်ပြီးတော့အာရှဒေသတချို့ရဲ့မိုးလေဝသအခြေအနေခန့်မှန်းချက်တွေကိုလည်းတင်ဆက်ပေးပါအောင်မယ်ရှင်။ကျေးဇူးတင်ပါတယ်။